ပရောဆက်ပြည့်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြည့်ရတွေကတော့မြန်မာကိုရွှေငွေ1ဘီလီယံဖို့အကူအညီတွေပေးအပ်မယ်လို့တရုတ်ကြေညာတဲ့သတင်းယူကရိန်းအတွက်ဗြိတိန်ဟာပေါင်တန်း450ထပ်မံပံ့ပိုးသွားမယ်အကြောင်းမြောက်ကိုရီးယားနဲ့နယ်စပ်ကတောမီကိုနှိမ့်သက်ဖို့တောင်ကိုရီးယားကရဟတ်ရင်တွေဆေလွတ်တဲ့ဖြစ်စဉ်ဒီသတင်းတွေပြောပြသွားမှာပါငလင်ဘေးသင့်မြန်မာနိုင်ငံအတွက်ရွှေငွေ1ဘီလီယံဖို့လူသားချင်းစာနာမှုအကူအညီတွေပေးအပ်သွားမယ်လို့တရုတ်အစိုးရကြေညာခဲ့ပါတယ် ဒါဟာအမေရိကန်ဒေါ်လာ138တန်းလောက်နဲ့ညီမျှတဲ့ပမာဏပါတရုတ်ဟာငလင်းကြီးအပီးမြန်မာနိုင်ငံစီကိုကယ်ဆယ်ရေးအဖွဲ့တွေအစိုးဆုံးပို့ဆောင်ခဲ့တဲ့နိုင်ငံလဲဖြစ်ပါတယ်ငလင်းလှုပ်ခတ်ပြီးနောက်တနေ့မှာပဲတရုတ်ဟာမြန်မာငလင်းဘေးအတွက်အရေးပေါ်အကူအညီတွေရွာတန်းတရာဖို့ထောက်ပံ့သွားမယ်လို့ကြေညာခဲ့ပါတယ်နှစ်ပတ်လောက်ကြာမြင့်ပြီးတဲ့နောက်ဧပြီ10ရက်နေ့မှာတော့ရန်ကုန်မြို့အခြေစိုက်တရုတ်တန်ယုံကအရေးပေါ်ကယ်ဆယ်ရေးအကူအညီရွာတစ်ဘီလီယံ တနည်းအားဖြင့်ရွမ်းသန်းတထောင်ဖို့ထပ်မံဖြည့်တင်ပေးဖို့ဆုံးဖြတ်လိုက်ကြောင်းထုတ်ပြန်တာပါအဲ့ဒီရန်ပုံငွေကိုလောင်စာစီဆေးဝါးနဲ့ကာကွယ်ဈေးတွေဝယ်ယူရေးခွဲစိတ်ခန်းတွေနဲ့ပြင်ထောင်အိမ်တွေပြန်လည်တည်ဆောက်ရေးကျန်းမာရေးနဲ့ယောဂကာကွယ်ရေးဆိုင်ရာပညာရှင်တွေဈေးလွှတ်ရေးစတဲ့ရည်ရွယ်ချက်တွေအတွက်အသုံးပြုမယ်လို့ဆိုပါတယ်ပြီးတော့ငလင်တန်ခန်းစားရတဲ့ဒေသတွေကိုကွင်းစင်စစ်ဆေးဖို့အတွက်ဘေးအန္တရာယ်ဆိုင်ရာအကဲဖြတ်အဖွဲ့တွေဈေးလွှတ်မှာဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးနဲ့အနာဂတ်မှာအလားတူဘေးအန္တရာယ်တွေရှော့ချနိုင်မဲ့အစီအမံလုပ်ငန်းစဉ်တွေရေးဆွဲရေးအတွက်လဲကူညီပံ့ပိုးသွားမယ်လို့ဖော်ပြပါတယ်။တရုတ်အစိုးရကငလင်ကြီးအပီမြန်မာနိုင်ငံကိုကယ်ဆယ်ရေးအဖွဲ့ပေါင်း30ကျော်အပြင်ကျန်းမာရေးဝန်ထမ်းတွေငလင်ပညာရှင်တွေယာယီစေးရုံဖွင့်လှစ်မဲ့ဝန်ထမ်းတွေကယ်ဆယ်ရေးခွေးတွေကိုပေးဖို့ကူညီခဲ့ပါတယ်။တရုတ်ကြက်ချင်းတွေအသင်းကလည်းမြန်မာနိုင်ငံရဲ့ငလင်ကယ်ဆယ်ရေးကန်တာတွေအတွက်ယွမ်1.5တန်း ငွေသား၆ပန်ပေးခဲ့တယ်လို့သိရပါတယ်။တရုတ်ရဲ့ကွင်းစင်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ကယ်ဆယ်ရေးမစ်ရှင်တွေပြီးဆုံးလို့ April 9ရက်နေ့မှာပြန်လည်ထွက်ခွာသွားကြောင်းတန်ယုံကကြေညာပါတယ်။တရုတ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာကိုဝန်ဆောင်တဦးအပါအဝင် ကိုဦးကိုအသက်ရှင်ရကယ်ထုတ်နိုင်ခဲ့ပြီးရုပ်အလောင်း59ခုကိုလည်းဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့တယ်လို့တန်ယုံကကြေညာပါတယ်ရှင်။ယူကရိန်းအတွက်စစ်ရေးအကူအညီစတာလင်ပေါင်းတန်း450ထပ်ပြီးပေးအပ်သွားမယ်လို့ဗြိတိန်အစိုးရကကြေညာပါတယ် ဂျာမနီနဲ့အတူပူးပေါင်းပြီးဘယ်ဂျီယမ်နိုင်ငံဘာရပ်ဆောင်းမြို့တော်မှာနိုင်ငံပေါင်း90လောက်ကိုအစီအဝေးခေါ်ယူဖို့စီစဉ်နေချိန်အတွင်းဗြိတိန်ကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘာရပ်ဆောင်းမှာကျင်းပမယ့်အစီအဝေးကနိုင်ငံဆောင်ရဲ့ကာကွယ်ရေးအရာရှိတွေဟာရုရှားသမ္မတပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ကိုရပ်ဆိုင်းသွားအောင်ဝိုင်းဝန်းဖိအားပေးစေဖို့ရည်ရွယ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ရုရှားရဲ့ရန်လိုကျူးကျော်မှုကိုဟန့်တားဖို့အတွက်ဆိုရင် ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကိုမဖြစ်မနေဝိုင်းဝန်းဖြစ်တင်ပံ့ပိုးပေးကြရမယ်လို့သူကဆိုပါတယ်။ဗြိတိန်အစိုးရကထပ်ပြီးပေးပို့မဲ့စတာလင်ပေါင်တန်း450တန်အထောက်ပံ့တွေမှာတော့ဒရုန်းတွေတင့်ကားဖြန့်မိုင်းတွေရာထောင်ချီပအဝင်မှာဖြစ်တယ်လို့ထိခိုက်ထားတဲ့စစ်သုံးရှင်တွေကိုပါပြန်လည်ပြင်ဆင်ပေးမယ်လို့သိရပါတယ်။စတာလင်ပေါင်တန်း350လောက်ကိုဗြိတိန်အစိုးရကဓာတ်ရိုက်ထောက်ပံ့မှာဖြစ်ပြီးကျန်တဲ့ငွေကြေးကိုတော့ဗြိတိန်ကဦးစီးထူထောင်ထားတဲ့ ယူကရိန်းထောက်ပံ့ရေးနိုင်ငံတကာရန်ပုံငွေတွေကနေထုတ်နှုတ်ပြီးနော်ဝေးကနေတဆင့်ပေးပို့သွားမှာပါအမေရိကန်မှာထရမ့်တမရဖြစ်လာတဲ့နောက်ယူကရိန်းအပေါ်စစ်ရေးအကူအညီပေးမှုတွေတိတိတတ်တာဖြတ်တောက်လျှော့ချလာတဲ့နောက်ဗြိတိန်နဲ့ဥရောပမဟာမိတ်တွေဟာအဲ့ဒီဟာကွက်ကိုဖြည့်တင်းနိုင်ဖို့ပိုပြီးစူးစမ်းလာနေပါတယ်ပြီးခဲ့တဲ့လကဗြိတိန်ဝန်ကြီးချုပ်ဟာယူကရိန်းအတွက်စတာလင်ပေါင်း1.6ဘီလီယံဖို့ဒုံးကျည်တွေထောက်ပံ့သွားမယ်ကိစ္စကြေညာခဲ့သလို စစ်ပွဲစတင်ချိန်မှာထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေတဲကအတိုးငွေစတလင်ပေါင်း1.2ဘီလီယံကိုလည်းယူကရိန်းအတွက်ထုတ်ချီးသွားမယ်လို့ကတိပြုခဲ့ပါတယ်။ဗြိတိန်ဟာရုရှားယူကရိန်းစစ်ပွဲကာလတလျှောက်မှာယူကရိန်းအတွက်အကူအညီစတလင်ပေါင်း15ဘီလီယံလောက်အထိပံ့ပိုးပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာလောင်ကျွမ်းနေတဲ့တုံးမီကိုနှိမ့်သက်ဖို့တောင်ကိုရီးယားကရဟတ်ယာဉ်နှစ်စီးဆေးလွှတ်ထားကြောင်းသိရပါဗျ စစ်မဲ့ဆောင် DMZ လို့သတ်မှတ်ထားတဲ့တောထူထပ်လာတဲ့ဒေသဟာကမ္ဘာပေါ်မှာအဆောင်အချက်အထူးထပ်ဆုံးနေကြာဧရိယာတစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့ DMZ တဝိုက်မှာလေရင်ပြန်တမ်းမှုတွေကလုံခြုံရေးရှုထောင့်အရစိုးရိမ်စရာတွေဖြစ်နိုင်လို့ရဟတ်ရင်တွေဆေးလွတ်ပြီးမိငိမ့်သက်မဲ့ကိစ္စကိုမြောက်ကိုရီးယားအစိုးရစီကြိုအကြောင်းကြားခဲ့တယ်လို့တောင်ကိုရီးယားကပြောပါတယ်။ပြီးတော့ DMZ တဝိုက်မှာနေထိုင်တဲ့မြောက်ကိုရီးယားဒေသခံတွေကိုလည်းရဟတ်ရင်တွေကိုမြင်ရင်အထိတ်တလန့်မဖြစ်ဖို့ အတန်ချဲ့ဆက်တွေနဲ့လှမ်းပြီးအသိပေးထားတယ်လို့တောင်ကိုရီးယားနေကြားဆောင်အရာရှိတွေကပြောပါတယ်။ DM ဆက်ရဲ့အရှိပိုင်းမှာလောင်နေတဲ့တော်မီတွေကဘယ်လိုပဲပုံအစပြုခဲ့သလဲဆိုတာကို မသိရသေးပါဘူး။ DM ဆက်မှာရဟတ်ရင်တွေနဲ့မီးနှိမ့်တတ်မဲ့အကြောင်းမြောက်ကိုရီးယားကိုကြိုအသိပေးထားပေမဲ့တစ်ဖက်ကသဘောထားကိုတိတိကျကျမသိရသေးတာကြောင့်တောင်ကိုရီးယားစစ်တပ်ကလည်းလိုအပ်တဲ့အသင့်အနေအထားပြင်ဆင်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။ 1950ကနေ1953ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ကျွန်းဆွယ်ဆက်ပွဲအပြီးတောင်내မြောက်ကိုရီးယားနှစ်နိုင်ငံဟာ250ကီလိုမီတာရှည်ပြီး6ကီလိုမီတာကျယ်တဲ့ DMZ ကိုနှစ်ဖက်ကြားဖြတ်တန်းသွားလာတာမျိုးမဟုတ်တဲ့နေကြအဖြစ်သတ်မှတ်ခဲ့ပါတယ်။လူသူအယောက်ပေါက်ရမ်းနေတဲ့အတွက်လဲ DMZ ဟာအာရှတိုက်တစ်ခုလုံးမှာတဘာဝတက်တော် area အထူးထက်ဆုံးနဲ့တာရင်တရိတ်ဆန်မျိုးစိတ်တွေအကျွဲဝဆုံးနေရာတစ်ခုအဖြစ်ရှိနေပါရဲ့ရှင်။ People's Spring ရဲ့နိုင်ငံတကာသတင်းဖြည့်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်